ကျမဘိမုတ်မကြိုက်ဘူးလို့ပြောပြီးဘိမုတ်အကုန်ဝယ်သွားတဲ့မင်းသမီးချောတန်းစင်မောင် ပြည်ထောင်စုမြန်မာ့မင်္ဂလာပေါင်းသတင်းချိုလာပြည့်နေရဲ့မိအောင်စုံရဲ့အောက်မှာလူတိုင်းနှိပါကောက်ကိုမိသားစုနဲ့ကိုပျော်ရွှင်ကျင်းနှုတ်နေတဲ့အချိန်လမ်းမတွေပေါ်မှာတော့နေစဉ်ဘဝအတွက်ရုန်းကန်နေရတဲ့လူတွေကလည်းဒုနေတီရှိနေတုံးပါပဲနော်သူတို့အတွက်တော့ပွဲတော်ရဲဆိုတာအပန်းဖြေဖို့မဟုတ်ဘဲပို့ပြီးရောင်းကောင်းမလားဆိုရဲမျှလင့်ချက်နဲ့အလုံးလုံးရတဲ့နေ့တစ်နေ့သာဖြစ်ပါတယ်ဒီလိုမျှလင့်ချက်တွေနဲ့ရုန်းကန်နေရသူတယောက်ရဲ့ဘဝတွေမှာမထင်မှတ်ဖဲအလင်းရောင်တစ်ခုဖြစ်ရောက်ရှိလာခဲ့တဲ့မင်းသမီးချော်လီတယောက်ရဲ့ကျင်းနှုတ်စရာဖြစ်ပျက်လေးတစ်ခုကိုဒီနေ့မှကျွန်မတင်ဆက်ပေးချင်ပါတယ်အဲ့ဒီမင်းသမီးချော်လီကတော့ပြည်သက်တီရဲ့အချစ်တော် န်စင်မောင်ပဲဖြစ်ပါတယ်။တန်စင်မောင်ဆိုတာနဲ့ပရိသတ်တွေကသူမရဲ့ချောမောလှပတဲ့ရုပ်ရည်တွေလျရတဲ့ခန္ဓာကိုယ်အချို့စားအပြင်အမဖြစ်သူဘေဘီမောင်ရဲ့အနှစ်ပညာအမွေကိုစက္ကန့်သူတယောက်ဖြစ်တည်ကြမှာပါ။ဒါပေမဲ့အမရဲ့အောင်မြင်မှုအရေးအောက်မှာပဲနေမဲ့သူမဟုတ်ဘဲကိုပိုင်စူးစမ်းမှုနဲ့အနှစ်ပညာလမ်းကြောင်းပေါ်မှာနေရာတစ်ခုကိုခိုင်ခိုင်မာမာယူထားနိုင်တဲ့သူတယောက်လည်းဖြစ်ပါတယ်။ ောင်မြင်မှုတွေရလာတာနဲ့အမျှသူမရဲ့နှလုံးသားနှွေးထွေးမှုကလည်းလူမှုကွန်ရက်ပေါ်မှာမချခနဆိုသလိုပြန့်နှံ့လာလေးရှိပါတယ်။အခုတစ်ခါသတင်းကြိုးကာလမှာလည်းသူမလုပ်ခဲ့တဲ့အလှလေးတစ်ခုကမြန်မာသူတိုင်းရဲ့ရင်ထဲကိုနှွေးထွေးစေပြီးပီတိဖြစ်စေခဲ့ရပါတယ်။ဇလန်းကဒီလိုစခဲ့တဲ့ရှင်တန်လျင်မျိုးကနေရန်ကုန်မြို့ထဲအထိခြေချင်းလှည့်လည်ပြီးဘိမုံရောက်တဲ့ဘင်္ဂလားဒေ့ရှ်လူမျိုးဦးလေးကြီးတယောက်ရှိပါတယ်။တနေ့တားလုံးလမ်းတကာလှည့်လည်ရောင်းချပေမဲ့အရင်နေ့မှာတော့ကံမကောင်းစွာနဲ့ပဲဝယ်သူတယောက်မှမရှိသေးပဲအခက်အခဲဖြစ်နေကြတာပါ။ နေကလည်းဆောင်းအိမ်ပြန်ဖို့ဇရိတ်ကလည်းမရသေးမနှက်ဖြန်အတွက်ရင်းနှီးဖို့ငွေကလည်းမရှိသေးတဲ့ဦးလေးကြီးရဲ့မျက်နှာမှာမျောလင်းချက်မဲ့ခြင်းတွေနဲ့အတူတော့ကအဖူတွေလွှမ်းခြုံနေခဲ့ပါတယ်။ဒီအချိန်မှာပဲကားလေးတစ်စီးကဦးလေးကြီးရဲ့ရှေ့မှာထိုးရက်လာပြီးကားပေါ်ကဆင်းလာခဲ့တာကတော့မင်းသမီးချောတန်းဆင်မောင်ပါပဲ။ ဦးလေးကြီးရဲ့အဖြစ်ကိုမြင်တော့သူမကဆဲမကောင်းဖြစ်သွားပြီးဘာမှမတွေ့ဝင်နေတော့ပဲဦးလေးကြီးကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ဦးလေးဘိမုတ်တွေအကုန်ဘလောက်လဲလို့မေးလိုက်တဲ့အချိန်မှာဦးလေးကြီးကအာအသင့်ပြီးသူ့မှာရှိတဲ့ဘိမုတ်အလုံးရဲ့တန်ဖိုးကိုပြောပြခဲ့တာပေါ့။အဲဒီမှာတန်ဆင်မောင်ကတကယ်တော့သမီးကဘိမုတ်သိမ့်မကြိုက်ဘူးဦးလေး။ဒါပေမဲ့ဦးလေးကြီးတနေ့တလုံးပြင်ပန်းထားတာအိမ်ဆော့ဆော့ပြန်ပြီးနားနိုင်အောင်သမီးအကုန်လုံးဝယ်လိုက်ပါမယ်ဆိုကပြောလိုက်တဲ့စကားတစ်ခွန်းကဦးလေးကြီးအတွက်တော့ကဘာကြီးတစ်ခုလုံးကိုပိုင်ဆိုင်လိုက်ရတယ်လို့ပါပဲ။မထင်မှတ်ထားတဲ့အကူအညီကြောင့်ဦးလေးကြီးဟာဝမ်းသာလုံလုံမျက်ရည်တွေ ဝဲပြီးပြည်စုတင်စကားကိုအထက်ထက်ကကပြောမဆုံးနိုင်အောင်ဖြစ်ခဲ့ရတာပါ သူအတွက်တော့တနေ့တားရဲ့အပူပင်လေးအလုံးကိုမီးစောင်းနဲ့တိုးလိုက်တယ်လို့ပြောက်ွယ်သွားစေခဲ့ပြီးအိမ်ပြန်ဖို့အတွက်ရောနောက်နေ့တွေအတွက်ပါအဆင်ပြေသွားစေခဲ့တဲ့ဒီအလှူလေးအတွက်ဦးလေးကြီးကတန်ဆင်မောင်ကိုဆူတောင်းမြတ်တာရဲ့အချင်းချင်းပေးရင်းနဲ့ပျော်ရွှင်စွာနဲ့ပဲအိမ်ပြန်သွားခဲ့ပါတယ်။ဒီဇလန်လေးကဒီမှာပဲပြီးမသွားပါဘူးနော်။တန်ဆင်မောင်ကသူမသိမ့်မကြိုက်တဲ့ဘိမုတ်တွေကိုအလကားဖြစ်မသွားစေပဲလမ်းမှာတွေ့တဲ့ကလေးငယ်တွေကိုဝေငှပြီးနောက်ထပ်အလှူတစ်ခုကိုပါဆက်လက်ပြုလုပ်ခဲ့သေးတာပါ။ဒါဟာတစ်ချက်ခုနှစ်ချက်ပြတ်ဆိုသလိုပဲရှင်ရုံးကန်နေရတဲ့ဦးလေးကြီးကိုလည်းကုညီယာရောက်တယ်လို့ကလေးငယ်လေးတွေကို ည်းပျော်ရွှင်အောင်ဖန်တီးပေးနိုင်ခဲ့တဲ့အင်မတန်မှထိရောက်ပြီးအထိပယ်ရှိတဲ့စေတနာအလှလေးတစ်ခုဖြစ်လာခဲ့ပါတယ်။ကျမတို့တွေအတွက်တော့မလိုအပ်ဖို့အသုံးမဝင်ဘူးလို့ထင်ရတဲ့ငွေအနည်းငယ်ကအမှန်တကယ်လိုအပ်နေတဲ့လူတယောက်အတွက်တော့တနေ့တာအတွက်အသက်ဆက်ဆေးလေးတစ်ခုဖြစ်သွားနိုင်ပါတယ်။ညောင်ဈေးလောက်လှူပေမဲ့စေတနာမှန်ကန်တဲ့အခါမှာညောင်ပင်ကြီးလောက်ကုသိုလ်ပြန်ရတယ်ဆိုတာဒါကိုပြောတာဖြစ်မှာပါ။လို့ရင်းနှင်းနှွေးထွေးစရာကောင်းတဲ့အလှလေးကိုဖြစ်လို့ခဲ့တဲ့မင်းသမီးချောတန်စင်မောင်ရဲ့စိတ်ဓာတ်လေးကိုကျမတို့အားလုံးကလည်းလေးစားဂုဏ်ပြုသင့်ပါတယ်။ပရိသတ်တို့ရောတန်စင်မောင်ရဲ့စိတ်ထားလေးကိုဘလို့ထင်မြင်မိလဲရှင်အလုံး းကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ